ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအချိန်တွေမကောင်းဘူးအဲမကောင်းတဲ့ကြားကနေပြီးတော့ကောင်းတာလေးတွေ share ပြောအောင်ဖြစ်သလိုနော်မကောင်းတာတွေဘာကြောင့်မကောင်းသလဲအဲဘာတွေဘလို့ပြင်ဆင်ရမလဲဆိုတာလေးတွေအဲသုံးသပ်ပြောဆိုပါမယ်နော်အဓိကအားဖြင့်တော့စည်ရေးနိုင်ငံရေးပေါ်မှာအဓိကထားပါမယ်အဲ့တော့အခုလက်ရှိအချိန်နေအေယာဝတီတိုင်း အခြေအနေ အများအားဖြစ်တာရတော့ညာလည်းပဲတတော်ဒီကျွန်တော်တို့တချို့နေရာတွေမှာအချိန်နေမကောင်းဘူးအရန်ကိုစိုးပါမယ်နော်စိုးလဲစိုးနေပါလေအခမသိရင် ထိုနေရာများသည်အားလုံးဒုက္ခရောက်မဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့တော့အဲတော်တော်လေးအချိန်နေစိုးမှာပါ ဥမာဖြစ်ကျွန်တော်တို့ဒီရခိုင်ယူမတောင်ချင်းနဲ့ နော် ARV အဆက်ပေါ့နော်ရခိုင်ရုံမပေါ်မှာပဲကျွန်တော်တို့ဒီ ARV နဲ့ရခိုင်ခွဲသွားတာခွဲသွားတာဟုတ်နော်ခွဲသွားတဲ့အချိန်မှာအဲ့ဒီတောင်ချီမှာရှိတဲ့ရွာများဒီရွာများဒီတပုံစစ်သွေးကြောများခိုအောင်ရစုအောင်ရလူသစ်စုဆောင်ရနော်ဟိုဘယ်လိုခေါ်မလဲဆိုတော့စီရေလှူရှားရနေရာများဖြစ်နေသည့်အတွက်ကြောင့်မို့လို့အဲ့ဒီနေရာများဒီရခိုင်ပြည်နယ်တွင် အေးအေးစစ်သွေးကြကြောင့်ရခိုင်တပင်းနယ်လုံးအမောင်တို့လွှမ်းမိုးပြီးတော့နော်စည်နိုင်လူမှုရေးစီးပွားရေးဘာစဘာမှပေါ်ဆောင်လို့မရတဲ့လူညွန့်တုံးတဲ့ဘဝကိုရောက်နေတဲ့အခြေအနေမျိုးမှာအဲ့ဒီအခြေအနေမျိုးကို AR အဆက်ကရွာတွေခံစားရတော့မယ်မင်္ဂလာပါကိုကြီးတဲ့မင်္ဂလာပါမင်္ဂလာပါနော်မမကွေးချင်းနေထည့်ပြပါဟုတ်ကဲ့မကွေးချင်းနေလဲကျွန်တော်ဒီနေ့ထည့်ပြလို့ရှိတယ်အဲတို့ပါတော့လဲပဲကျွန်တော်အချက်လက်အားဖြင့် နည်းနည်းလေးပေါ့အာမောဝါဖြစ်သွားမဲ့အခြေအနေမျိုးရှိရတဲ့အတွက်ကြောင့်မလို့မာရင်မာလဲဆိုရင်ရလေနော်ထည့်ပြောပါမယ်ကျွန်တော်ကျွန်တော်အုံတော့ထဲဘလောက်ထိစီးဝင်လာမလဲဆိုတော့ကျွန်တော်ကြည့်ရမှာပါနော်ကျွန်တော်စကားပြောရဆိုတော့ live ပြောရတာပေါ့နော်အဲ့တော့ရခိုင်ပြည်နယ်မှာရခိုင်လူမျိုးတွေကလူညွန့်တုံးတဲ့အခြေအနေမျိုးပွားရောက်နေပါပြီနော်လူညွန့်တုံးနေပါပြီအာဘာမစဘာမလူဖွဲ့စည်းတခုလုံးပျက်စီးရတဲ့အရင်းဖြစ်နေပြီ အဲ့ဒီအခြေအနေမျိုးရောက်နေတယ်တို့ရခိုင်နဲ့ကလျက်ရှိသောဒီ ARD အဆက်ရုံမတောင်ချီကရွာတယ်အကောင်လုံးကအခုဆိုရင်အဲ့ဒီအခြေအနေကိုရောက်ပြီစစ်တပ်ကလည်းပြည်ပြတ်သားသားဆောင်ရွက်ပါတယ်နော်ပြည်ပြတ်သားသားဆောင်ရွက်နေရရှိတယ်အဲ့တော့ဘယ်ရွာလဲဆိုလို့ရှိရင်အဲ့ဒီရွာတစ်ခြေမှာဆိုလို့ရှိရင်ချိတ်ကွင်းတို့ဂျိုးပင်စုတို့နော်လဲခုံလေးနော်ရှားတော်ဝက်ကုန်းအဲ့တော့နောက်တော့ပန်းတော်ကြီးနော်ပန်းတော်ကြီးပေါ့ပန်းတော်ကြီး အဲ့ဒီပတ်ဝန်းကျင်မှာနောက်ထပ်ကျွန်တော်ရှိပါသေးတယ်ကျွန်တော်ရွာလေးအားလုံးပေါ့နော်ဟိုရွတ်ပြရတော့တော်တော်ကျွန်တော်တို့နည်းနည်းလေးစိန်ခေါ်မှုရှိပါတယ်အဲ့တော့အဲ့ဒီနေရာတွေအကောင်လုံးကစစ်သေးကြတဲ့ပုံတွေအားလုံးကလူစုတယ်တိုက်ပွဲပေါ်ဆောင်တယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီရွာလေးအားလုံးကသွားပြီနော်လုံးဝကျွန်တော်တို့အမြောက်ဝေရမယ့်အခြေအနေမျိုးရှိတယ်ဟိုအခြေအနေတွေစိုးသွားပြီပေါ့ဗျာနော်အော်စီအဖြစ်လက်ခုချိန်မှာ အာတဲဒီမဲဒီတိုက်ပွဲဝင်နေပါတယ်ရွာတွေကအားလုံးကတက်ညီလက်ညီစုံညီစွာနဲ့သဘုံထားကြတဲ့အတွက်ကြောင့်မို့လို့တချို့ရွာတွေပြန်ပြီးတော့ထိမ့်ချုံနိုင်တယ်လို့တချို့ရွာတွေမှာလည်းနောက်ဆုံးရတယ်ရှိတယ်ဥမာပြဆက်ဆက်ယူလို့နော်ဆက်ဆက်ယူပြီးလို့ရှိရင်ပန်းတော်ကြီးအဲအိုင်းနေရာတွေမှာကြီးကဖြစ်နေဆက်ဆက်ယူဆိုလို့ရှိရင်ကျွန်တော်တို့အဲတရင်အချက်လာအဖြစ်နေမြေအချင်းတွေကိုလေ့လာတဲ့အခါမှာနည်းနည်းလေးတော့မှကျွန်တော်တို့ဆက်သက်ပြတ်သွားတာတွေရှိပါတယ်နော်ဆက်သက်ပြတ်သွားတာတွေရှိတယ် အဲနောက်တော့ကျွန်တော်တို့ဆက်သွယ်ပြန်ရလာတယ်ပေါ့နော် ပြန်ပြီးတော့အတိုင်းတာတစ်ခုအထိပြန်ပြီးတော့ဒီပေါ့ဟိုရှေ့တိုးနောက်ဆုံးဖြစ်နေတဲ့အခြေအနေမျိုးတွေရှိရဆက်ဆက်ရွရွာဆိုတာကဒီအပတိမုံရွာလမ်းကျောပေါ့ပတိမုံရွာလမ်းကျောပေါ်မှာရှိတဲ့ဒီကျွန်တော်တို့ဒီပန်တော်ကြီးတို့ပတိမုံရွာမုံရွာရဲ့ကျွန်တော်တို့ဘယ်ဘက်ချမ်းကြမလဲဆိုရင်ဒီအနောက်ဘက်ပေါ့နောက်ဘက်ချမ်းကြတယ်အဲ့ဘက်ချမ်းမှာအဲ့ဘက်ချမ်းကရွာတွေကတော့တော်တော်လေးအခြေအနေဆိုးနေပြီเนาะအဲ့ဘက်ချမ်းကရွာတွေအခု စေဘေးရှောင်နေလို့ရှောင်နေရပြီတချို့ဆိုရင်ကိုမမောင်နဲ့ကျေးဇူးတင်ပါတယ်ကိုမမောင်သတင်းတွေကိုကျွန်တော်အများကြီးနားထောင်နေပါတော့နော်ညနေနောက်ထောင်တဲ့ကြောင့်မို့လို့ကျွန်တော်ပြင်ဆင်နေတာပြင်ဆင်ထားတယ်တဲ့အခုချိန်ကြီးတော့ကျွန်တော်ထမင်းမငတ်သေးပါဘူးတဲ့အေးအဲ့လိုမျိုးကြားတဲ့အတွက်ကြောင့်မို့လဲကျွန်တော်နေ့စဉ်နဲ့များပြောပေးနေရလေရလေအဲလိုနဲ့တိုင်းတာတစ်ခုထိထိရောက်လဲဆိုတာဒီအတွက်ကြောင့်မို့ကိုကိုကိုလည်းကျင်းနှံ့မိပါတယ်နော်အာကျင်းနှံ့မိတယ်အဲ့ဒီတော့ကြောင့်မို့လို့အခုနောက်ဆုံး သူတို့ကလည်းအဲ့ဒီမှာလည်းရက်နေမှာမဟုတ်ဘူးခင်ဗျအဲ့နေရာကိုခြေလို့ရသွားမှာပဲဘာကြောင့်လဲဆိုတော့အဲ့နေရာတွေအကုန်လုံးကအဲသဘုံခိုးအောင်လို့ကောင်းတဲ့နေရာတွေဖြစ်တယ်လို့အဲ့ဒီအဲ့ဒီတကြောလုံးကတစ်ခိုးတဲ့လုပ်ငန်းနဲ့နော်တစ်ခိုးလုပ်ငန်းလုပ်တဲ့သူတော်တော်များတယ်တနည်းအားဖြင့်အနီပိန်ငပိန်တွေတော်တော်များတယ်လို့ပြောလို့ရပါတယ်နော်ဒီပိန်ငပိန်တွေတော်တော်များတယ်အဲစစ်ကိုကြိုတဲ့သူတွေတော်တော်များတယ်တွင်းထဲကလောက်ကောင်တွေတော်တော်များတယ်ကွန်ဒုံးတွေတော်တော်များပါတယ်အဲသူတို့ကြောင့်ね လက်နက်တွေနဲ့ဝင်လာကြတယ်ပေါ့ဗျာနော်ဝင်လာတဲ့ခါမှာတော့အကုန်လုံးဝဲလာဆိုတော့အကုန်လုံးတော့မဟုတ်ဘူးဗျာတချို့ရွာတွေဆိုရွာလုံးပေါက်ကအာတပ်မတော်နဲ့ရက်တည်းရတဲ့တွေရှိတယ်နိုင်ငံကိုပျက်စီးမှဆိုးရိမ်နေတဲ့တွေရှိတယ်အဲဒီလူတွေကလည်းနီးရသားကြောက်ရတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်ဒီအခြေအနေမှာဘယ်သူ့ကိုအပြစ်ပြောရမလဲဆိုလို့ရှိရင်တော့ခင်ဗျားတို့ရဲ့ဒီ NASA ကတပ်မတော်ပဲအပြစ်ပြောရမှာပါခင်ဗျားတို့ကြောက်မပြောရမဆိုရင်ဒီလူတွေနီးရသားကြောက်သွားတယ်ဒီပြည်သူပြည်သားကနီးရသားကြောက်ရမှာပါ ိုတော့ကျွန်တော်ကသူတို့ဝင်လာမယ်သူတို့ဝင်လာပြီဆိုလို့ရှိရင်ဘယ်သူပါပြောရဲမှာလဲတနတ်တွေနဲ့ကြိုက်တီချင်းမကြိုက်တီချင်းထောက်ခံရတော့မှာပဲအခုဆိုလို့ရှိရင်ရွာတွေကနေလူတွေအတင်းစုတွေအတင်းစုပြီးတော့အတင်းတင်တန်းပေးတယ်အတင်းတင်တန်းပေးပြီးတော့အတင်းစစ်တိုက်ခိုင်းနေပြီနော်အတင်းစစ်တိုက်ခိုင်းနေတာဖြစ်တဲ့တကြောင်မလို့ပြည်သူလူထုကိုကျွန်တော်တို့ကလည်းတစ်ခါတလေကြောက်ရှင်အပြစ်တင်ခြင်းပဲမဲ့အကုန်လုံးအပြစ်တင်လို့မရဘူးအဲ့ဒီနီဘိန်ငပိန်းနေရှိတာတော့အကြောင်းမဟုတ်ဘူးနီဘိန်ငပိန်းနေချောင်း အာလက်နက်ကင်တွေဝင်လာလို့ရတယ်လက်နက်ကင်တွေဝင်လာတဲ့ခါကျတော့ဟိုဒီအေဂျမ်းမှုတာယာမှုကိုเนาะမျက်နှိုးတဲ့ပြည်သူတွေအနေနဲ့ကမြစည်းမပရိပတာလမ်းစဉ်ရှိတဲ့အနီးဘိန်းတွေကဘလိုတွေဖြစ်ကုန်လဲဆိုတော့နီးရတာကြောက်ပြီးတော့တပုံကိုထောက်ခံခြင်းနဲ့ထောက်ခံမှာထောက်ခံခြင်းနဲ့ထောက်ခံဆိုတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့နောက်ဆုံးပြီးတော့ရိတ်ခါပါသူတို့တွေကပြန်ပြီးတော့ထောက်ပံ့နေရတဲ့အခြေအနေမျိုးတွေရှိတယ်။ရွာတွေမှာပဲထမင်းစားတာပါเนาะအဲ့တော့ ERV တာပေါင်းဘက်အခြေအနေလေးပြောပြပါဟုတ်ကဲ့ပါခဏစောင့်ပါเนาะတာပေါင်းအဲ့တော့အဲ့ဒီအခြေအနေမျိုးတွေရှိရတဲ့ကြောင့်မလို့သူတို့အဲ့ဒီမှာပဲရက်နေမှာမဟုတ်ဘူးအဲ့ဒီပသိမ်မုံရလမ်းချောကိုသူတို့ဖြတ်မှာပဲပသိမ်ထောင်တက်သွားမှာဟုတ်ပသိမ်မုံရဆိုတော့ကျွန်တော်ဒီမုံရဘက်ထီကိုရောက်သွားမှာဖြစ်တယ်အဲ့တော့အခြေအနေတော့ဟိုသိပြီးကောင်းတယ်လို့ပြောလို့မရဘူးပေါ့ကြနော်အဲ့ဒီပသိမ်မုံရလမ်းကြောက်ထပ်ကျော်လာပြီးဟေ့ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့လေးမျက်နာเนาะလေးမျက်နာတို့ အဲနောက်ထပ်ဒီဒီတာဘောမြန်အောင်နော်အဲ့ဒီအခြေအနေမျိုးတွေရှိတယ်မြန်အောင်ကျွန်တော်အင်ကပူဆိုလို့ရှိရင်လုံးဝလုံးဝအခြေအနေစိုးလာနိုင်တယ်အားလုံးအစ်စ်အနေထားနေနဲ့ပြင်ဆင်ထားရတဲ့အတိုင်းအတာတွေရှိတယ်အင်ကပူအခြေအနေရတော့နော်အဲ့တော့လေးမျက်နာကတော့အခုပန်တော်ကြီးတို့ဘာလို့ကြာသွားနေတော့လေးမျက်နာမျိုးကတော့နည်းနည်းလေးအာဆိုရင်ရတဲ့အခြေအနေတွေကိုထည့်ထည့်ထားမယ်ပုံစံရှိတယ်ပေါ့ဗျာနော် အပန်တော်ကြီးကလည်းအခုအချိန်ဒီမှာလက်နက်ကြီးတွေနဲ့ထုနေပါလေပန်တော်ပန်တော်ကြီးရောဆိုတော့လည်းတကယ်ရွာကြီးပါပဲကျွန်တော်တို့ကြည်ရတော့ဆိုလေနော်အဲရွာကြီးအခုစံကုန်အဲပြီးလို့ရှိရင်တကယ်အခုတို့ခံစစ်ပုံစံယူထားတာကတော့ကြာအောင်တောင်ပေါ့နော်ကြာအောင်တောင်ဖျားကုန်းလို့ခေါ်ပါပေါ့အဲ့ဒီမှာခံစစ်ပုံစံမျိုးတို့ယူထားတာရှိတယ်ပေါ့နော်စစ်တပ်ကတဲ့အာဂရီနဲ့တိုင်းပြည်ကိုတဲ့ထူထောင်တဲ့အခြေအနေလေးပြောပါအောင်ကော တဝယ်ချင်းလေးပြောရပါလေပြောပြရမယ်တဝယ်ချင်းလေးလည်းကျွန်တော်ဒီနေ့ပြောပါမယ်နော်တဝယ်ချင်းလေးကနှဆိုင်လုံးပါလေအဲစိတ်မကောင်းစရာတွေအများကြီးပါတော့နော်အဲ့တော့အခုအဲ ARV ကိုကျွန်တော်ဘာကြောင့်မလို့အဲဒီကထားပြီးပြောနေရလဲဆိုရှင်လက်ရှိ ARV မှာကတိုက်ပွဲကြမ်းနေတာပါနော်အဲ့တော့ကျွန်တော်လက်ခုံလေးလက်ခုံကြီးပေါ့လက်ခုံလေးလက်ခုံကြီးပြောလို့ရှင်အဲ့ဒီလမ်းကျော်ကဘယ်ဒီပေါင်လဲဆိုလို့ရှင်ရခိုင်ပြည်နယ်ကျိန်တလီဒီပေါင်ပါအောင်နော်ကျွန်တော်တို့ကြည့်ရမယ်လမ်းကျော်ကကျိန်တလီကနေပြီးတော့ အဲ့လေခုံလေးလေခုံကြီးလမ်းဒီဘယ်ကောင်မလဲဆိုလမ်းကျော်အထိကဒါလမ်းကျော်တစ်ခုရခိုင်ပြည်နယ်ကနေပေါ့တပုံနေဝင်တဲ့လမ်းပေါ့ဗျာနော်ကျွန်တော်တို့ဒီညောင်ကျိုးကပကိုးကိုဝင်တဲ့လမ်းကျော်ကတစ်ခုအဲသူများဆက်ဆက်နေနောက်ထပ်မင်းတုံးပေါ့မင်းတုံးမအီမင်းတုံးလမ်းကတစ်ခုအဲအဲ့လမ်းတွေကတော့တော်တော်လေးဒါတပုံကအခုလက်ရှိစေသေးကြဒီတပုံတွေပေါ့ဗျာနော်နိုင်ငံဖြည့်စည်းနေတဲ့တပုံတွေကတော့ဝင်လာနေတာဒီလမ်းကျော်တွေကတော့အဓိကများတယ်အဲ့တော့အဲ့ဒီကနေပြီးရက်နေမှာဆိုမရက်နေဘူးအခုလက်ရှိအင်ကပူနော် စတူးလာမဆိုမြန်အောင်ခရိုင်ပေါ့မြန်အောင်ခရိုင်နဲ့အင်ကပူအင်ကပူမြို့နယ်ကလေအခုဟိုဘယ်လိုခေါ်မလဲဆိုတော့အားလုံးတက်ကြီးမကြီးပေါ့ queue site နေရာမှာတိုင်းတာရှိတယ်အင်ကပူပြီးရောလို့ရှိရင်နောက်ထပ်ကျွန်တော်ထပ်ဆင်းလာမယ်ဆိုရင်ကျွန်တော်တို့ဘယ်သွားရောက်မလဲဆိုရင်အာ queen ကောက် queen ကောက်ဆိုလို့ရှိရင်စေဘေးရှောင်းတဲ့သူတွေရှောင်းနေကြပါပြီနော်ဘာကြောင့်လဲဆိုတော့ရှောင်းလဲရှောင်းအောင်မယ်အမတက်ကကငါစစ်တင်နန်းအကြောင်းတော့ရှိတယ် queen ကောက်ကိုလည်းဒီ ွင်းကောက်မှာနေမဲ့စစ်သေးစစ်ပေးဆောင်တွေကအယောက်၄တောင်လောက်ရှိတာဟုတ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့လဲအဲကွင်းကောက်လဲသတိထားရမယ့်အခြေအနေရှိပါတယ်နောက်ထပ် ARI မှာပဲနောက်ထပ်ဟင်္ဒရာဟင်္ဒရာမှာဆိုလို့ရှိရင်ဟင်္ဒရာမျိုးအဲ့ဒီဟင်္ဒရာမှာလဲနည်းနည်းလေးအဲသတိထားရမယ့်အခြေအနေရှိလာပြီဘာကြောင့်လဲဆိုဟင်္ဒရာမှာဒီပေါ့ဒီစေတရတပုံနေစိတ်ဝင်နေပြီဆိုတော့ကျွန်တော်တို့ကြားသိနေရပြီအဲ့တော့လောဆောင်ရတဲ့နာဆောင်ရရမှာ ARD တကြောကတော့ကျွန်တော်တို့အခု စိုးပါပြီနော်စိုးပါပြီပြောရမှာပါအဲ့တော့ဒီလမ်းကြောင်းမှာပြည်ပြပါလာမယ်ဆိုရင်ကျွန်တော်မှန်းဆလို့ရတာကတော့ AA တစ်ဖွဲ့တည်းမဟုတ်ပါဘူးနော် AA ကအဲဒီလမ်းကြောင်းမှာတို့ကနောက်တော့ကြာဆုတ်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲဒီမှာတို့အစုအဖွဲ့တစ်ဖွဲ့တည်းနဲ့ပါပဲမဲ့ဒီလမ်းကြောင်းကိုတကယ်တမ်းတိုက်နေတာကချင်းပြည်နယ်မှာအခုတိုက်စရာကုံလောက်ဖြစ်နေပြီနည်းချင်းပြည်နယ်မှာကျန်တော့ဆိုတော့မြို့က3မြို့လောက်ပဲကျန်တော့တာအဲ့ဒီ3မြို့လောက်မှာချင်းတွေကတိုက်စရာမလိုပဲနဲ့အဲ့ဒီကချင်းတွေက ဧရာဝတီတို့ပဲခူးတိုင်းတကြောကိုဆင်းလာပြီးတော့တိုက်ပွဲဆက်လက်ဖော်ဆောင်မှုရှိတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဘသူရေဘသူရေပေါင်းမယ်ဆိုတော့ ARV မှာရှိ ARV ကိုတိုက်တဲ့နေရာမှာချင်းတက်တွေပေါင်းပါဝင်နိုင်တယ်။အဲ့ဒီမှာဒေတာခံ PDF တွေပေါင်းပါဝင်နိုင်တယ်။နောက်တစ်ခုကဒေတာခံကွန်တုံးတွေပေါ့သူတို့တွေလည်းအများကြီးပါမယ်။အဲနောက်ထပ် AA ပါမယ်။ပြီးတော့လို့ရှိရင်တော့ဘသူရေပေါင်းမယ်ဆိုရှင်တော့ဒီအလဲပိုင်းကအလဲပိုင်းကဒီ PDF တွေအများကြီးပါမယ်အဲ့တော့အင်အားကအရန်ကိုများပါတယ်အဲ့ဒီပသိမ်မုံရလမ်းကြောဥစားတို့ဖြတ်နိုင်ခဲ့မယ်လေဆိုရင် ARV တက်ကနည်းနည်းလေးဟိုအခြေအနေစိုးပါတယ်ဘောနော်အခြေအနေစိုးနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ AA အနေနဲ့အဆူပဲတစ်ခွက်အနေနဲ့ပါမှာပါဘာကြောင့်လဲဆိုတော့ AA အနေနဲ့ကအခုကြောက်ဖြူကိုတို့တိုက်နေရရှိရတဲ့အတွက်ကြောင့်မလို့တို့အင်အားကအဲ့ဒီမှာအများဆုံးတော့တယ် AA ကလည်းသူက တော်တော်လေးပြုံးတီးပြီးတော့တည်ဆုံးနေရများပါလေ AA ဖွဲ့စည်းရနော်ခု AA နာမည်ခံပြီးတိုက်နေတာပါအမှန်တကယ်ကတကယ်ဒေတာခံ PDF တွေနဲ့ဒါ PDF ကိုတုံးနေအများစုအရှိဆုံးကတိုက်နေတာဖြစ်တယ်ပေါ့နော်အားလေးအချိန်လေးအဲ့လိုအချိန်လေးရှိရောဗျာနော်အဲ့တော့ ERB ကိုခြုံငုံပြီးတုံးသားမယ်ခြုံငုံပြီးပြောမယ်အတူချုံ summary တွေဖြစ်ပြောရမယ်ခေဆိုလို့ရှိရင်ဒီပေါ့ကျိန်တလိလမ်းကျော်ဖြစ်တဲ့လေခုံလေးလေခုံကြီးလမ်းကျော်အဒီလမ်းကျော်ကနေပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုရင် ွာတွေကတောင်ကျောတွေမှာရှိတဲ့အတွက်ကြောင့်မို့လို့ဒီလမ်းကျောကနေပြီးတော့စစ်သေးကြသဘုံအေအေးကဝင်မယ်ပြီးရင်တောင်ကျေမှာရှိနေတဲ့ရွာတွေဖြစ်တဲ့ဆွမ်းနာကကျွန်တော်ပြောတဲ့ချိတ်ကွင်းတို့ဂျိုးပင်စုတို့လေခုံလေးတို့နော်ရှားတော်တို့စံကုန်းတို့ပြီးလို့ရှိရင်ပန်းတော်ကြီးတို့အဲဒီကျောမှာရှိနေတဲ့ရွာတွေနော်အဲဒီရွာတွေကိုတော့အဲစေတရတဘုံခြေကုန်းယူမယ်ယူပြီးရင်ဆက်လက်ပြီးတော့တိုးလာမှာကအင်ကပူတို့နော်နောက်ထပ်ဒီမြန်အောင်တို့ အဗီဝရင်နောက်ထပ်ကျွန်တော်တို့ဟင်္ဒရာတို့နော်ဆက်လက်ပြီးတိုးလာမှာဖြစ်တယ်ပြီးရင်တော့အမ်ပတိမာရှိနေတဲ့တက်တွေပေါ့သတိထားဖို့လိုအပ်တယ်ပေါ့အဲ့လိုအခြေအနေမျိုးလေးရှိတဲ့ဒါဆမ်မရီဖြစ်နေကျွန်တော်ပြောတာပါနော်အတူချုံအဲ့တော့ရှေ့လျှောက်ဆက်ပြီးတိုးလာမှာဖြစ်တယ်အခုလက်ရှိစီရေးအခြေအနေကတော့အမ်ဘယ်လိုခေါ်မလဲစစ်တပ်လည်းရွေးချင်ကြပါပဲနော်ဟိုတကယ်လေးစားဖို့ကောင်းပါလားအသေးခံပြီးတော့ခုခံတိုက်ပွဲဝင်နေတယ်အဲချိုးနေရာလေးပြန်ရတယ်ချိုးရွာလေးပြန်ရတယ်ချိုးရွာလေးကလည်း စေးရအဖြစ်တင်းမာနေရရှိတယ်ချိုးရွာတွေကလည်းတဲကြီးမကြီးချနေရရှိတယ်နော်နောက်ဆုတ်ရတဲ့အတိုင်းဓာတ်ရရှိတယ်ဆက်သွယ်ပြတ်နေရတဲ့အတိုင်းဓာတ်ရရှိတယ်အဲ့ဒါပါတော့လည်းပဲယုံကြည်လိုက်ပါ ARV သားတွေက ARV သားတွေအကုန်လုံးကဒီကုန်လုံးတွေမဟုတ်ပါဘူး ARV သားတွေအကုန်လုံးကဒီစစ်သွေးကြွတွေနော်နီပိန်းငပိန်းတွေမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့တော့အာဘလို့ခေါ်မလဲ ARV နေနဲ့ကတော့ ကွဲလဲမှုရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့ရွေးချယ်ခုခံသွားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေနော်မျှော်လဲမျှော်လင့်ပါလားအာကျွန်တော် AI နဲ့ပတ်သက်ပြီးတောက်လျှောက်ကျွန်တော်ပြောနေခဲ့ပါတယ်နော်ဟိုးစာလုံးရေးစဒီမြင်းဝါတောင်ဆယ်ကိုနော်မြင်းဝါဆယ်လားကျွန်တော်အိုင်ဝါနာမည်တစ်ခုနဲ့ကျွန်တော်ပြောခဲ့ပါတယ်အဲ့ဒီချိန်တွေကကျွန်တော်စပြီးပြောနေခဲ့တာဟာအခုချိန်ထိအရာဝင်နဲ့ပတ်သက်ပြီးတော့ဘာသာလောက်ရှိပြီလားမသိဘူးနော်အခုတကယ်လည်းဖြစ်လာပါပြီအဲတကယ်လည်းဖြစ်လာပြီဆိုတော့စောင့်ကြည့်ရအောင်ပါဗျာနော်